Mình là ba bia, mình là ba bia. Mình là ba bia, mình là ba bia.

ီမှာသူကဒါလဲဆိုတော့50 5 break တူတဲ့မူရဲ့ပြီးတဲ့ခါကျတော့ကျွန်တော်တို့အထက်အောက် break တူတဲ့မူရဲ့နော်အဲ့ဒီမူကိုလိုက်မယ်ဟုတ်လားဟောအဲ့ဒီမူလေးကိုလိုက်ပါအဲ့ဒီမူလေးကိုလိုက်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ7ရဲ့မူကိုပြပေးမယ်အလဲပူးရဲ့မူကိုပြပေးမယ်နော်အဲ့တော့အလဲပူးထွက်တယ်ပေါ့ကျွန်တော်တို့ကဟုတ်လားအလဲပူးထွက်တယ်နော်အဲ့တော့အလဲပူးထွက်တယ်ဒီမှာအလဲပူးထွက်တယ်နော် ဲ့တော့ဒီမှာအလဲဘူးထွက်တယ်အလဲဘူးထွက်တာ1 1 1 1သူ့ရဲ့အောက်ကခန်းန်းကိုပေါင်9နဲ့9နဲ့ပေါင်တော့4ဒါဆိုရင်တဲ့သူက4ထိတ်ထွက်ရမယ်တဲ့ဆိုကျွန်တော်တို့ဒီမှာ4ထိတ်ထွက်ခဲ့တယ်ပေါ့နော်အဲ့ဒီလိုပဲခင်ဗျားတို့ပေါင်းသွားကြည့်နော်လောက်တက်တဲ့လူလောက်သွားကြည့်နော်ဒီကနေစပေါင်းမယ်ဟဟလားဒီမှာ3 3အောက်ကပေါင်သူ့အောက်ကထွက်လာတဲ့ခားလေခန်းန်းကိုပေါင်9ခွန်နော်ငါခွန်ကိုပေါင်းလိုက်တော့နှစ်နှစ်တိထိတ်စီးကြရမယ်ဒီမှာနှစ်ထိတ်ကြပြီเนาะဒီမှာနှစ်ထိတ်ကြပြီเนาะ အဲ့တော့ဒီမှာ33 33ဆိုတော့သူ့ရဲ့အောက်ကပါလဲ1 1 1အဲ့တော့1 1ကိုပေါင်းပေါင်းတော့ဗားထိတ်စီးတယ်1ထိတ်1ထိတ်စီးထွက်ပေးရမယ်ဒီမှာ1ထိတ်ထွက်တယ်နော်အဲ့လိုမျိုးပြောတာနော်အဲ့တော့ဒီမှာကျွန်တော်တို့ကအဲ့တိုင်းပဲကျွန်တော်စစ်လာပြီးပြီတောက်လျှောက်ထွက်ခဲ့တယ်ဗျာနော်တောက်လျှောက်ထွက်ခဲ့ပေးပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့က1 1 1 1ဟုတ်လားဒီမှာ1 1ကြာတယ်โอเค1 1ကြာတော့အဲ့ဒီ1 1ရဲ့အောက်ကကဏန်းကိုပေါင်းခါးနဲ့ကဏန်းကိုပေါင်းရတာနော် ခါလေကနန်းကိုပေါင်းတော့ဘာထွက်လဲ6ခွန်6ခွန်ဆိုတော့ပေါင်းလိုက်တော့3အဲ့ဒါကြောင့်မလို့3ထည့်သီးသီးတပတ်လုံးဟုတ်ပြီနော်အဲ့ဒါကြောင့်ကျွန်တော်ဒီမှာရေးထားတယ်3ထိတ်လို့နော်3ထိတ်ကိုအဲ့တော့3ထိတ်ကိုကြိုက်တယ်သူက3ထိတ်ကိုထိတ်ကိုတင်ပြီးတော့ line နောက်ကိုနည်းနည်းလေးရန်လိုက်နော်ပြီးတဲ့အခါ8 1ရဲ့မူကိုပြမယ်နော်အဲ့တော့8 1ထွက်ပြီးတိုင်းမှာကျွန်တော်အခုဒီမှာကြိတ်လိုက်တာတော့8 1ထွက်တယ်အဲ့တော့8 1ပဲထွက်တယ်8 1ပဲထွက်ထွက် 380အခွေလိုက်တယ်ဟုတ်ပြီနော်81ထွက်ပြီးရင်လည်း380အခွေလိုက်တယ်ဟုတ်ပြီနော်380အခွေလိုက်တယ်နော်ဒီမှာ85ထွက်တယ်ဟဲ့လားနောက်တစ်ခါဒီမှာ18 okay 18ထွက်ပြီးရင်လည်းသူက380အခွေလိုက်တယ်နော်380အခွေလိုက်ပါတယ်နောက်တစ်ခုကအဲ့အဲ့တိုင်းပဲကျွန်တော်စစ်ပြီးွားပြီနော်71 18ထွက်ပြီးတိုင်းမှာ380အပူပါခွေလိုက်တယ်เนาะအဲ့တော့ကျွန်တော် ကုန်းထိတ်နဲ့လည်းခင်ဗျားတို့ပြခဲ့ပြီးတယ်အဲ့တော့ကျွန်တော်တို့တင်ထိုးရမယ့်ခဏန်းကဘာဖြစ်မလဲ30 35 38နည်းနည်းတော့အာထိုးပေါ့၃ွက်သေးဆိုတော့เนาะအဲ့တော့35 80အခွေမှာ30 35 38ဒီ main ဖြစ်တယ်87ထွက်ပြီးတိုင်းမှာပါဝါလိုက်တယ်ဟုတ်ပြီเนาะ87ရဲ့မူကြောင့်ပါဝါရှိတယ်အဲ့တော့ပိတ်ရရှိတဲ့ပတ်တိုင်းမှာအပူးမြူးတယ်ပါဝါမြူးတယ် အဲ့တော့ကိုသည်အပူးနဲ့ပါဝါဘဲကောင်ကိုကင်မလဲကိုပါတာကိုချိန်ချိန်ပြီးတော့လိုက်သွားဟုတ်ပြီเนาะအဲ့တော့3980အခွေရှိတယ်เนาะဒါအခွေတွေ့တာကိုကျွန်တော်ကပြောပြတာเนาะ71ထွက်ပြီးတိုင်းမှာ7118အာထွက်ပြီးတိုင်းမှာ3980အခွေလိုက်တယ်โอเคဒါဆိုရင်ကျွန်တော်တို့နက်ခတ်ရဲ့မူကိုတွားမယ်เนาะအဲ့တော့ကျွန်တော်တို့နက်ခတ်ထွက်ပြီးတိုင်းမှာမနက်ခင်းပိုင်းနက်ခတ်ထွက်တယ် နှက်ခတ်ထွက်ပြီးတိုင်းမှာသူကနှစ်ရက်အတွင်းမှာအဲ့ဒီ၃ရက်အချိန်ပြန်ကြတယ်ဟုတ်ပြီတော့ဒါဆိုညနေခင်းမှာတော့၃ရက်အချိန်ကပြန်ကောင်းတယ်เนาะဒါကြောင့်မို့လို့မှတ်ထားပါနှက်ခတ်ကဘယ်အချိန်မှာဘယ်ထွက်ထွက်နှစ်ရက်အတွင်းမှာ၃ရက်အချိန်လိုက်တယ်เนาะ၃ရက်အချိန်လိုက်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်က၃၅၈၀ကိုခင်ဗျားတို့ခွေကျင်နေဆိုလဲခွေထားပါဒါကတော့ကျွန်တော်နောက်ထပ်တွေ့တဲ့အခွေတစ်ခွေကိုပြောပြတာ နော်ယနေ့တွေ့တဲ့အခွေတစ်ခွေကိုကျွန်တော်ကပြောပြတာပြီးတော့နက်ခတ်နဲ့သုံးပရိတ်နက်ခတ်နဲ့အပူနက်ခတ်နဲ့နှစ်ရှစ်ဒါတွေဟာဆိုလို့ရှိရင်နက်ခတ်ထွက်ပြီးရင်သူတို့တွေကများမကြာမီမှလိုက်ထွက်ပေးတဲ့ကနန်းလေးတွေဖြစ်တယ်နော်အဲ့တော့ပြီးခဲ့တဲ့ပတ်တုန်းကကျွန်တော်တို့52ဆိုတဲ့နက်ခတ်ထွက်သွားတယ်โอเคသူ့ရဲ့နောက်မှာ နက်ခတ်နဲ့အပူနက်ခတ်နဲ့နှစ်ရှိနက်ခတ်နဲ့သုံးပြိတ်မထွက်ခဲ့ဘူးကြော်သွားတယ်เนาะကြော်သွားတယ်အဲ့တော့ကြော်သွားပြီးတော့ तू ကအထက်အောက်ပြိတ်တွေတူခဲ့တယ်အဲ့တော့ပြီးခဲ့တဲ့အပတ်တုန်းက6ပြိတ်နှစ်ကြိမ်တူတယ်ယနေ့မနက်ခင်းမှာ6ပြိတ်တူတဲ့မူကနေပြီးတော့87ကိုထုတ်ပေးခဲ့တယ်เนาะအဲ့မှာ तू ကမူကြံကနှစ်ခုရှိတယ် ငါးပရိတ်ရဲ့ငါးပရိတ်တူတဲ့မူရဲ့နောက်တစ်ခုကကျွန်တော်တို့ဟိုပါဗါလဲအတော့2ခွန်3ညပရိတ်ရဲ့ဒါကမူကြံတက်တက်နော်အဲ့ဒါမူကြံတက်တက်အဲ့တော့ခင်ဗျားတို့မူကြံနေကိုလိုက်ချင်နေဆိုရင်ကျွန်တော်အဲ့မှာကျွန်တော်ရဲ့ community မှာတင်ပေးထားတယ်6နဲ့ပတ်သက်တဲ့မူကြံကိုတော့6နဲ့ပတ်သက်တာကိုတော့ခင်ဗျားတို့ခဏဖယ်လိုက်မူဟိုက break to break 2တဲ့မူလေးကိုပြောတာအဲ့မှာ81ကထွက်သွားလို့နော်81ကထွက်သွားလို့ကျန်တဲ့မူနှစ်မူကိုဆက်လိုက်နော်ကျန်တဲ့မူနှစ်မူကိုခင်ဗျားတို့ဆက်လိုက်အဲ့မှာခင်ဗျားတို့တစ်ချိန်ရလိမ့်မယ်နော်တစ်ချိန်ရလိမ့်မယ်ဒီကောင်ကကြတော့ဒါ380အခွေရကြတော့ကျွန်တော်ကအခုဒီအခုထွက်ပြီးတော့မှကျွန်တော်စစ်လိုက်တာစစ်လိုက်တဲ့အချိန်မှာထွက်လာတာက380အခွေဖြစ်တယ် เนาะ380อปูบาขุยบ่ตะคาเตจาเนี่ยตัวอ่ะตงตงဆိုပြီးတော့လဲฉะတက်တယ်เนาะအဲတခါတေကြလို့ရှိရင်လဲငငါဆိုပြီးတော့လဲထွက်လာတတ်တယ်เนาะဒါကြောင့်မလို့ရှစ်ပူးလဲထွက်ထားတာတွေ့ဒါကြောင့်မလို့ကျွန်တော်က380အခွေအပူးလို့ပြောတာเนาะခင်ဗျားတို့เนาะဟုတ်ပြီเนาะအဲ့တော့ထိတ်စီးတစ်ခုတည်းကိုလိုက်ချင်တဲ့သူက3ထိတ်ပါเนาะ3ထိတ်စီးကိုပိုင်ပိုင်နိုင်နိုင်နဲ့လိုက်ပါနောက်ကိုတော့အရင်နည်းနည်းလေးအကာလေးပြန်ပြီးတော့ရန် ဟုတ်ပြီเนาะအကလေးပြင်ရင်ဟိုတွာနှစ်နှစ်နှစ်ပင်တော့ကကျွန်တော်နောက်ကထွက်ထားတာတွေ့လို့เนาะနှစ်ပင်တော့ကနောက်ကထွက်ထားတာတွေ့တယ်ဒါပေမဲ့ထိတ်စည်းရနေကြတာအများဆုံးဖြစ်တယ်เนาะဒါကြောင့်မလို့နောက်ပြီးတော့ကျွန်တော်တို့နောက်သုံးရက်မှာကြည်လိုက်ခါးလေပါညီကိုခါးလေညီကိုเนาะအဲ့တော့ခါးလေညီကိုဖြစ်တယ်ကျွန်တော်ပြောတယ်ခါးလေညီကိုဒီမှာတစ်ချိန်ထပ်ဖြစ်တယ်เนาะဒီမှာတစ်ချိန်ထပ်ဖြစ်တယ်ကျွန်တော်တို့ဒီမှာတော့လည်းခါးလေညီကိုဒီမှာလည်းခါးလေညီကို ဟလာတွေ့လားမသိဘူးเนาะကိုရှစ်ခါလဲညီကိုเนาะနှစ်တစ်ခါလဲညီကိုเนาะပြီးရခါကျွန်တော်တို့တောက်ကြနေတုန်းကဖြစ်တဲ့69ခွန်ခါလဲညီကိုเนาะအဲ့တော့ညီကိုဖြစ်တိုင်းမှာ1 6ထိပ်နှစ်ထိုင်းအုပ်စုထိုင်းအုပ်စုထဲမှာ62တကွက်ကိုပဲကြိုက်တယ်เนาะ62တကွက်ကိုအကြိုက်ဆုံးပဲเนาะထိုင်းအုပ်စုပြီးတဲ့ခါကျတော့ကျွန်တော်တို့ဘာလာအောင်လဲ၄ဘရိတ်เนาะ ဲ့တော့လေးပရိတ်ဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ဒီမှာမမအခွေကထူးခြားစွာနဲ့ပြီးခဲ့တဲ့ပတ်ကပျောက်သွားတယ်ဟုတ်လားမမအခွေကိုလိုက်နေတဲ့သူတွေရှိတယ်เนาะကျွန်တော်တဲမှာတော့မဒီနေ့တော့မအအစ်စ်ဝင်လာတဲ့ကလေးဆိုဘယ်လိုပြောတော့အဲ့မငါးလုံးခွေကိုခွေလို့ရလားတဲ့မေးတယ်เนาะမေးတော့ကျွန်တော်ကပြောတယ်မငါးလုံးခွေလားတော့လားနိုင်တယ်သို့တော်လဲတစ်ချက်လောက်တော့ကြည့်အောင်မကျွန်တော်တို့ကဒီတနေ့နာနေထွက်တဲ့ မနေ့ခေဟိုနေ့လယ်ပိုင်းထွက်တဲ့ပေါ့နော်ဒီဒီဒီ17နာရီ10မိနစ်မှာထွက်တဲ့ကနန်းပေါ်မှာမူတည်ပြီးတော့နောက်အကျိန်စာတွေအတွက်ကိုပြန်ရှာရတာနော်ပြန်ရှာရတာဆိုတဲ့အခါကျတော့မမအခွေကပြီးခဲ့တဲ့အပတ်ကထူးခြားစွာနဲ့လုံးဝပျောက်သွားတဲ့အခွေတစ်ခွေဖြစ်တယ်နော်အဲ့တော့ခင်ဗျားတို့မမအခွေကိုထိုးခြင်းနဲ့ဆိုလို့ရှိရင်ထိုးလို့ရတယ်အဲ့တော့သုံးထိပ်စီးရှိနေတာဖြစ်တဲ့အတွက်နော် ဲ့တော့သုံးထိပ်ရှိစီနေတာဖြစ်တဲ့အတွက်သုံးတလုံးကိုမကတ်ပြီးတော့ပို့ထိုးလို့ရတယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က31လာတော့နောက်ပြီးတော့33 35 39 39ဆိုပြီးတော့ရမယ်နော်ဒါလေးကကြတော့ကျွန်တော်ကမမအခွေပြောက်ထားလို့ကျွန်တော်ကပြောပေးတာဟုတ်ပြီနော်အဲ့တော့တကယ်လို့ကိုကသုံးထိပ်စီကိုတိုက်တယ်ဆိုလို့ရှိရင်လိုက်ကြည့်ပါသုံးထိပ်စီကိုတော့ကျွန်တော်ဟိုဟာဖြစ်ထားတယ်ပေါ့နော်ဒါကျွန်တော် ကတ်ထုတ်ထားတဲ့နေရာမှာလည်း၃ထိပ်နဲ့ကျွန်တော်ထုတ်ပေးထားတာရှိရယ်เนาะအဲ့တော့၃ထိပ်စီရှိပါတယ်ဒါကြောင့်လဲဆိုတော့အလဲပူပြီးတိုင်းမှာသူ့ရဲ့အောက်ကခားလေကနန်းကို ပေါင်းလာပါတယ်ပေါင်းပြီးလို့ရှိရင်အဲ့ဒီကောင်ကထိတ်စီးနဲ့ကျလာပါဟုတ်ပြီเนาะထိတ်စီးနဲ့ကျနေတာမယုံဘူးဆိုရင်စစ်ကလင်နာကိုပြန်စစ်ကျွန်တော်ပြောတာဟုတ်လားမဟုတ်လားဆိုတော့စစ်ကြည့်ကျွန်တော်ကတော့စစ်ပြီးသွားပြီပေါ့เนาะဒါစစ်ပြီးလို့ကျွန်တော်ကခင်ဗျားတို့ တင်ပြပေးတာเนาะအဲနောက်တစ်ခုကကြတော့မူတန်လေးတွေရှိတယ်အဲ့ဒီမူတန်လေးတွေကိုလည်းတိထားเนาะဒီနေ့ဈေးကွက်ကထွက်တာကဓသမ1 3ဟုတ်လားအဲ့တော့ဓသမ1 3ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒါဓသမ1 3ကသူကတလုံးချင်းကောင်းချင်းနိုင်တယ်ညနေကြလို့ရှိရင်เนาะညနေကြအကယ်၍တလုံးချင်းလာမယ်ဆိုလို့ရှိရင်ခင်ဗျားတို့အဲ့မှာ၃တလုံးကိုလုံးဝတတိထား ဟုတ်ပြီเนาะပြီးတော့ neck cut ထွက်ပြီးဘယ်အချိန်မှာပဲ neck cut ထွက်ထွက်73အချိန်ဟာနှစ်ရက်အတွင်းကိုကြပေးတယ်เนาะ73အချိန်နှစ်ရက်အတွင်းကိုကြတယ်52ထွက်တယ်73အချိန်နဲ့88ရိုက်တယ်เนาะခင်ဗျားတို့ကျွန်တော်ပြောတာသဘောပေါက်လားမသိဘူးเนาะအဲ့တော့73အချိန်ဟာရှိကိုရှိတယ် နော်အဲ့တော့ဒီနေ့မှလည်းရှစ်ထိတ်ကြီးရတော့ဒါထွက်လာပြီရှစ်ထိတ်ထွက်လာတာဖြစ်တဲ့တို့ရုံညာ1 2 3 4ဟဲ့လားအဲ့တော့အခွေနှစ်ခွေရှိတယ်3 80အခွေ ရှိတယ်ရုံညာ1 2 3 4အခွေရှိတယ်ဟုတ်ပြီနော်အဲ့တော့ကြိုက်တဲ့အခွေကိုသုံးဆောင်တော့နော်သူကမူကိုချပြတာဖြစ်တဲ့အတွက် ရက်ချင်းနောက်ကြကောင်နောက်ကြနိုင်တယ်เนาะရက်ချင်းနောက်ကြကောင်နောက်ကြနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကเนาะကတ်တကတ်ထဲမှာဆိုကျွန်တော်၃ထိတ်ဆိုပြီးတော့ကျွန်တော်ပေးပေးထားတာရှိတယ်เนาะ၃ထိတ်ဆိုပြီးကျွန်တော်ပေးပေးထားတာရှိတယ်ဟုတ်ပြီเนาะအဲ့ဒါ၃ထိတ်ကိုအဲ့ဒါအလကားပေးထားတာမဟုတ်ဘူးအဲ့ဒီမူကြောင့်မလို့ကျွန်တော်၃ထိတ်ကိုပေးပေးထားတာဟုတ်ပြီเนาะအဲ့တော့69အလဲပေါင်းခြင်း6ခွန်ပါ နှစ်နှစ်ရဲ့အောက်မှာเนาะနှစ်နှစ်ထွက်ထားတာကြာတာဗရင်းနေကအာ sorry ဗုဒ္ဓဘူးနေကအဲ့တော့ကြာတာဗရင်းနေတော့ကသူကအလယ်မှာ60ခုဖြစ်တယ်အဲ့တော့အလယ်မှာ60ခုဖြစ်တဲ့အတွက်သူ့ရဲ့နှလုံးကိုပေါင်းလိုက်ပါအဲ့ဒါကထိတ်စီးပါเนาะအဲ့တော့၃ထိတ်ပါဒါကြောင့်မလို့၃ထိတ်ကိုဥတည်ပြီးတော့လိုက်ချင်တဲ့သူကလိုက်သွားလို့ရပါတယ်ဒီတစ်ပတ်မှာเนาะကျွန်မထုတ်ထားတဲ့ ဟုတ်စာကြတော့ဟိုဟာပါလဲကတ်ထဲမှာတော့ငါးတုံညာ break နဲ့နှစ်ခုန် break ဖြစ်ပါတယ်เนาะအဲ့တော့ငါးတုံညာ break ကိုခမားတို့ကလိုက်ချင်နေဆိုရင်အဆုံးထိလိုက်เนาะအဆုံးထိလိုက်ဆိုတာကဟိုအဝါပေါ့ကျွန်တော်တို့ဗုဒ္ဓဘူးတရက်တော်ဖောင်းနေဗုဒ္ဓဘူးနေဖောင်းတာဗုဒ္ဓဘူးနေဖောင်းတဲ့အတွက်ကျွန်တော်တို့အဆင်မပြေဘူးသိလားအဆင်မပြေဘူးဆိုတာ break နဲ့ဟိုဟာနဲ့ဖမ်းလို့မရတော့ဘူးဖြစ်နေတာ ဲ့တော့ဗုဒ္ဓဘူးနေရပဲ့ရဖြစ်တယ်။နောက်ပဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒါဟိုပါပေါ့နော်အဟိုပါပေါ့နည်းနည်းတော့တတိထားရမယ်ပေါ့ဗျာအဲ့ဒါအဲ့ဒါဘဲမူ site ကိုဘယ်လိုယူရမှန်းတာမသိဘူးအဲ့ဒါပြန်ရှာရအောင်ဝင်နော်အဲ့တော့လောလောလက်လက်မှာတော့ခင်ဗျားတို့အပူးနဲ့နော်အဲ့တော့အပူးရှိတယ် နောက်ပြီးတဲ့ခါကျတော့ပါဝါရှိတယ်เนาะအဲ့တော့အပူးနဲ့ပါဝါနှစ်ခုတည်းကတော့တစ်ခုတော့ဆင်းပေးလိုက်မယ်เนาะနောက်ပြီးတော့သုံးထိပ်စီးရှိရယ်เนาะနောက်ပြီးခါကျတော့အဲကျွန်တော်တို့ဘာရှိသေးလဲဆိုတော့ဟိုက3580အခွေရှိတယ်เนาะ3580အခွေရှိတယ်အဲ့ဒီအခွေလေးကိုခင်ဗျားတို့ထိတိမိမိနဲ့လိုက်ချင်နေဆိုရင်လိုက်ကြည့်ပါဗျာလိုက်ကြည့်ပါဗျာကျွန်တော်ဟိုးမှာကျွန်တော်တွေ့တော့တွေ့နေ ခုနကောက်ခုနကောက်ခုနကောက်မဟုတ်တာလေးလုပ်နေတယ်မျက်စိရှိလာတော့ဟုတ်ပြီနော်โอเคကဲအားလုံးပဲရရှိကြပါနော်ကျွန်တော်ပြောပြတယ်နော်ဟုတ်လားအဲ့တော့အလဲပူးမူကအလဲပူးမှာနှစ်နှစ်ပူးတယ်အဲ့ဒီနှစ်နှစ်ရဲ့အောက်ကခါလေကနန်းကိုပေါင်းရတယ်ပေါင်းလို့ရှိရင်6ခုမှာ6ခုကိုပေါင်းလိုက်တော့ကျွန်တော်တို့ဘာရလဲ6 သုံးထိတ်ရပါတယ်အဲ့ဒီသုံးတလုံးဒီထိတ်စည်းကနေကြပါတယ်ကြပေးတယ်နော်ဒါကြောင့်မို့လို့သုံးထိတ်ကိုတစ်ပတ်လုံးလိုက်ခြင်းတဲ့လူကဇွဲမလျှော့ဘဲနဲ့လိုက်ကြည့်ပါ နောက်ကလေးကိုတော့ကိုယ့်ရဲ့ဝင်တာနဲ့ပေါ့နော်ဒါကိုအချိန်ကိုတထောင်ဖို့လိုက်ပဲဆိုတော့နောက်ကိုနည်းနည်းလေးပေါ့နော်အဒီကနန်းအချိန်ဖို့လေးရန်ကြည့်ပါနော်โอเคဒါဆိုရင်ကျွန်တော်ပေးခဲ့တာဒီ 3980အပူပါအခွေရဲနော်နောက်ပြီးတဲ့အခါကျတော့ကျွန်တော်ကတ်ထဲမှာထုတ်ထားတာက93ဘရိတ်ရဲ20ဘရိတ်ရဲဖြစ်ပါတယ်အဲ့တော့93ဘရိတ်ကတစ်ခု20ဘရိတ်ကတစ်ခုဖြစ်ပါတယ်ကိုတိုက်နှစ်တက်တဲ့ဘရိတ်တွဲကိုကင်ပြီးတော့လိုက်ဆော့ကြည့်ပါနော်အဲ့တော့ထိတ်အခွေကတော့93ဖြစ်ပါတယ်နော်ထိတ်အခွေက93ဖြစ်ပါတယ် เนาะအဲ့တကယ်လို့ तू อ่ะဘူဘရိတ်ထွက်ခဲ့မယ်ပေါ့เนาะကျွန်တော်ဘူဘရိတ်ထဲမှာအဲဘူဘရိတ်ထဲမှာကျွန်တော်ရွေးထားတာကတော့အကျွန်တော်ကတော့မလျှော့ဘူးဗျာသူများတွေကတော့63တို့နောက်ပြီးတော့ဗာလဲဟိုးစာတို့ရွေးကြတယ်ပေါ့เนาะ64တို့ရွေးတယ်ပေါ့เนาะအဲကျွန်တော်ကတော့3ခုနဲ့နှစ်ရှစ်ပဲရွေးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မူကြံထဲမှာကြံနေတာ3ခုနှစ်ရှစ်3ည3ညကြံနေတာเนาะအဲအကြောင်းမလို့ကျွန်တော်က3ခုရဲ့နှစ်ရှစ်ရဲ့3ည3ညရဲ့ကို အထူးပေါ့နော်ဒါလေးကတော့အထူးပေါ့နော်အထူး main စောင်းထားပြီးတော့ short သေးချင်တယ်ဒါကတော့မူကြံပေါ့နော်ကျွန်တော်တို့မူကြံကိုကလွတ်ထားလို့မရဘူးအဲနောက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဗာကြံသေးလဲဆိုတော့လူမိုက်အုပ်စုနော်အဲ့တော့80ဆိုတဲ့လူမိုက်အုပ်စုထွက်ထားပါတယ်နော်ထွက်ထားတော့သူ့မှာနောက်ထပ်ကြံနေတဲ့ခဏန်း ကြံသေးတယ်ပေါ့နော်အဲ့ကြံနေတဲ့ကနန်းလေးတွေလည်းနည်းနည်းခယူဆိုင်လိုက်ပေါ့နော်ဒါလူမိုက်အုပ်စုဆိုရင်အမတန်မွေးပျော်တယ်ပေါ့နော်ဒါမွေးကွက်ကိုပေးတာပေါ့နော်လူမိုက်အုပ်စုထဲမှာကျွန်တော်တို့ကြံနေတာဘာကြံမလဲဆိုတော့20ကြံမယ်15ကြံမယ်10ခွန်ကြံမယ်96ကြံမယ်နော်ဒါကလူမိုက်အုပ်စုထဲမှာကြံနေတာပါနော်အဲ့တော့80ရဲ့မူဆိုင်ကတော့အဲ့ဒါပါပဲနော်80ဆိုတဲ့ကနန်းထွက်ထားပါတယ်ထွက်ထားတော့ဒါလူမိုက်အုပ်စုထွက်ထားတာဖြစ်တဲ့အတွက် လူမိုက်အုပ်စုကိုတစ်ချက်တကြည့်ထားပေးနော်လူမိုက်အုပ်စုလေးထွက်လာနိုင်တယ်ပေါ့ဒါကတော့နောက်အကြိမ်စာအတွက်ကိုကျွန်တော်ကပြောပြတာပေါ့နော်ဒါကသူကမထင်မထင်တယ်လို့ခြားတယ်လေသူတို့ကဟိုမထင်မှတ်ဘူးဆိုရင်အမှဟိုခွန်ရှစ်ရဲ့မူကြောင့်လို့ပေါ့နော်အော်ကျွန်တော်တို့ခွန်ရှစ်ထွက်ထားတဲ့မူဆိုင်ကြောင့်လို့6ပြိတ်နဲ့ပါသွားဆိုအဲ့မှာတင်ငါးကြီးခြားလိုက်တေးဦးမှာနော်အဲ့ဒါကြောင့်မလို့ သူ့မှာလူမိုက်အုပ်စုဆိုပြီးတော့ကြံနေတာရှိတယ်ဒါအုပ်စုလေးတွေကိုခွဲပြတာပေါ့နော်လူမိုက်အုပ်စုထွက်ထားတယ်အဲ့တော့လူမိုက်အုပ်စုကိုမွေးကျင်တဲ့လူကဆက်မွေးသွားနော်အဲ့မှာ20နော်20ရှိမယ်နောက်တစ်ခါ15ရှိမယ်10ရှိမယ်96ရှိမယ်နော်80ရှိမယ်နော်ဒါ80ရတော့ထွက်ထားတာဖြစ်တဲ့အတွက်ကြံနာလေးကိုဆက်မွေးပေါ့ဒါလူမိုက်အုပ်စုပေါ့နော်ဟုတ်ပြီနော်โอเคဘိုင်းဘိုင်းပါနော်အားလုံးပဲစိတ်ချမ်းသာကိုကျဲမှာရှိကြပါစေ